ကြည့်ရင်ဒါလေပေါ်ပေါ်ပါလေတကယ်ကိုကားကြည့်နော်တအားကိုခတ်ခဲပြီးကိုယ့်ရဲ့ကိုကိုတိုင်းကိုကိုကိုရဲ့ကိုကိုကိုတောင်တဲဖို့တောင်မနေလေအဲ့ဒါကိုခုံပြန်ပြီးတော့ချိုးစစ်ဆိုတော့အာပြောမပြတတ်အောင်ကွာတာ တကယ်ကိုထန်ကတိုင်းကြကြရနေပေါ့နော်ခြေစစ်လက်စစ်တွေအချိုးကအဲ့နည်းဆိုလက်ကျိုးမတက်ပဲလက်တွေပါအကျိုးတော့ကတ်သွားမလားဆိုပြီးတော့မင်းလည်းကြည့်ယူပါရဲ့ဆိုင်ကဘာတော်ပြောလဲဆိုတော့လေဆိုင်ကအမွေဆက်ခံပါလားတဲ့ကာကျင်ခုံကျင်စိတ်ကိုကောင်းနေဖော်တော့မယ်နော်ကာကျင်နဲ့ခုံကျင်နဲ့လေအဲ့တော့ကောင်းနေဖော်တော့မယ်ကျွန်တော်သမင်းသားလေးရှိုင်းလေးပေါ့နော်အဲသမင်းသားလေးရှိုင်းလေးပါ အဲ့ဒါကတော့အဓိကဆရာမောင်မျိုးမင်းဆရာမောင်မျိုးမင်းကနေပြီးတော့မှဖန်တီးတင်ဆက်တဲ့တပင်နဲ့ရုပ်ရှင်ဖန်တီးပေါင်းဆက်တဲ့အာအစီအစဉ်တင်ဆက်မှုပေါ့နော်အဲ့ရဲ့ကဏ္ဍမှာဒါရုပ်ရှင်နဲ့တပင်ပေါင်းဆက်တဲ့အချိန်မှာဆရာရရုပ်ရှင်အနေနဲ့ဒီတပင်ပညာရဲ့ကိုဝင်ပြီးတော့ဒါကားပြဖြော့ပြတဲ့အပိုင်းပေါ့နော် professional လိုမျိုးကားပြဖြော့ပြရဲ့ဆိုတာတဲ့ဒီရုပ်ရှင်ဘက်ကနေပြီးတော့တပင်ပညာကိုလည်းမြန်လို့တန်ဖိုးထားပါလားဆိုတော့ဒီအကြောင်းအရာတစ်ခုနဲ့ပေါ့နော်ဝင်ရောက်ပြီးတော့မှဒါဆိုင်တို့စူးစမ်းအားထုတ်ခဲ့ကြတာပါဟုတ် အရင်တော့ကလေကိုကိုရိုင်းကြည်ယုံလေးပဲကြည်ပြီးတော့လေအဲ့လောက်ထိပင်ပန်းခက်ခဲပြီးတော့လေးနဲ့စွာနဲ့ခက်ခဲလိုက်မယ်လို့မထင်တော့ဘူးတတော်မှတတော်လေနက်နက်ဆိုင်ဆိုင်တင်နက်နက်ဆိုင်ဆိုင်ကိုခက်ခဲမှသိလားကျွန်တော်တို့လေကျွန်တော်တို့ကြည်ရဲ့အချိန်မှသာလေခုံပြန်ကုန်ပြန်ကြော်လွားပြီးတော့လေခြေစလက်စီကိုွေးနေအောင်ကတာတကယ်တော့လေသူတို့ကြည့်နေတာလေပေါ့ပါလေတကယ်ကိုကကြည့်တော့တအားကိုခက်ခဲပြီးကိုရဲ့ကိုကိုတိုင်းကို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 တောင်တည်ဖို့တောင်မနေလေအဲ့ဒါကိုခုံပြန်ပြီးတော့ချိုးစစ်ဆိုတော့ အာပြောမပြတတ်အောင်ကွာတာပြောမပြတတ်ဘူးကျွန်တော်အဲ့နေ့ကဆိုလို့ထောင်းနေထောင်းနေလေးဖြစ်သွားအဲ့လောက်ကြီးကိုစိုးတာပေါ့နော်ကျွန်တော်ဒီတရက်တာလေးလှုပ်လိုက်တဲ့အချိန်မှာတော့မှလေဟာပြောမပြတတ်အောင်ပြင်ပန်းတယ်ဒါမဲ့လေပျော်နေရကျွန်တော်ပြင်ပန်းပြင်မယ်ကျွန်တော်တကယ်ကိုအဲ့နေ့ကဆိုလို့ရှိရင်လေကျွန်တော်ကိုကြည့်ပြီးတော့လေချွေးတွေလောက်ထိထွက်ခြေထောက်တွေလည်းဆုပ်ပြတ်တဲ့အဲ့နေ့ဆိုပြီးရင်ဒူးကောင်းကြီးလည်းညိုမဲဆွဲသွားအဲပွန်သွားတဲ့အထိတွေပေါ့နော်ဖြစ်သွားဆိုတော့ ပြုံးနေရောပြီးတော့ဘာမှလည်းမပြောဘူးပြုံးနေရွှေပြောနေဆိုတော့အာပပါတို့ကလည်းအဲ့လို views တစ်ဆိုင်နဲ့မေးတယ်မမကြီးတို့ရောပြီးရင်ကိုကြီးတင်မောင်ဆမင်းဝင်းတို့ရောအာတီစင်းတို့ရောပေါ့နော်အရန်ကိုဖေးဖေးမမနဲ့ဒီသဘင်ပညာကိုစိတ်ဝင်စားတဲ့ကလေးတယောက်ကိုတို့အနေနဲ့လက်တွဲခေါ်ပေးတယ်အမှန်တမ်းပြောရင်ရှိုင်းကိုအများကြီးတို့တို့ပြင်တင်ပြပေးပြီးတော့ဟိုလက်တွဲခေါ်ပေးတယ်ပြီးရင်အများကြီးစူးစမ်းဖို့လည်းအားတွေပေးတယ်အဲ့ဒါကြွကြောင်းမို့လို့ကိုယ်အနေနဲ့အားရှိတာပေါ့နော်ပြောရရင်စိတ်ဝင်စားတာကတော့ပြောမပြတတ်အောင်ပဲဟို ကျွန်တော်ကမြန်မာမှုဆိုရင်ပို့ပြီးတော့မြင်လို့တယ်။တချင်းနေရာစားမြန်မာတန်စင်တွေတချင်းကြီးတွေအဲ့လိုမျိုးဟိုပို့ပြီးတော့အရင်တည်းကနားရင်တယ်ပေါ့နော်။ဘာလို့ဆိုအိမ်မှာအဖိုးဖွားနဲ့ကြီးလာရတဲ့ကလေးတယောက်ဖြစ်တော့ပုံရံလဲဝါသနာပါတယ်ဟိုစိတ်လဲဝင်စားဒါပေမဲ့ဘယ်တော့မှမတင်ပြစ်ခဲ့ဘူးဘယ်တော့မှမတင်ပြစ်ခဲ့ဘူးအမြင်ကတာလေးတွေပဲကြည့်ပြီးတော့ကိုယ်အနေနဲ့ကိုယ့်အကိုတေချာတို့ကကျွန်တော်လိုက်ပြီးခိုးကပူတယ်ကိုယ့်အတာကိုအိမ်မှာမသိအောင်နေခိုးပြီးတော့ကရဲအဲ့လိုမျိုး အတန်ကြာနေရင်ကကြင်ခုံကြင်စိတ်ကဖြစ်နေတာပေါ့နော်အဲ့လိုမျိုးကကြင်နေခုံကြင်နေအဲ့လိုမျိုးဆိုင်းဆိုင်းနဲ့ကြာလို့ရှိရင်အဲ့လိုမျိုးကကြင်နေခုံကြင်နေဝါဒနာပါလို့တာလုံနေရတာပေါ့နော်ကျွန်တော်အတွက်ဆိုလို့ရှိရင်မြန်မာကပိုခက်ခဲလို့ပြောရမယ်ပေါ့နော်မြန်မာကဆိုတာမြန်မာအကဆိုတဲ့အတိုင်းပဲတကယ်ကို ဟိုတကယ်ကိုထန်ကြိုင်းကြကြနေပေါ့နော်ခြေစစ်လက်စစ်တွေအချို့ကအဲ့နည်းဆိုလက်ကျိုးမတက်ပဲလက်တွေပါအကျောတော့ကတ်သွားမလားဆိုပြီးတော့ဟိုမင်းလည်းကြည့်ယူပါရဲ့အဲ့တော့တကယ်ကိုလေတပင်ပညာဆိုတာတံမိုးထားတဲ့ရင်တကယ်ကိုတံမိုးထားစရာကောင်းပါရဲ့လို့ဒါကြောင့်မလို့လဲမပြောက်ပြန့်အောင်ဒီဒီဒီတပင်ပညာရဲ့ဆိုတာမပြောက်ပြန့်အောင်လဲနောင်လာနောင်သားရဲ့အနေနဲ့လက်ဆင့်ကမ်းပြီးတော့အမွေဆက်ခံစေခြင်းနဲ့အဓိကလက်အချိုးတွေအဲ့ဒါတွေကဆိုတာတေးချာစနစ်တကျတင်ပေးတယ် ီးတော့အဲ့ဒီမှာလည်းကျွန်တော်တခြင်းတစ်ပုတ်ဆိုထားတယ်အဲ့တော့ထွက်လာရင်ကြည့်ပါလို့ဟုတ်တခြင်းလေးငယ်ငယ်တော့ဘာလို့ဆိုင်ကိုဘာလို့ပြောလဲဆိုတော့လေဆိုင်ကိုအမွေဆက်ခံပါလားတဲ့အာမပြောပြသေးဘူး surprise တော့တင်ဖို့ပေါ့တင်တော့မှာလားပေါ့တင်တော့မှာလားဆိုတော့อืม surprise တော့ရှိတယ်ညတွေပဲ like ကတော့မှာလို့ ကားကျင်ခုံကျင်စိတ်ကိုကောင်းနေဖော်ရမယ်နော်ကားကျင်နဲ့ခုံကျင်နဲ့လေအဲ့တော့ကောင်းနေဖော်ရမယ်ကျွန်တော်အာပရိသတ်တွေချစ်ခင်အားပေးမှုတွေနဲ့အားလုံးရဲ့ energy တွေအများကြီးလိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီး energy ပေးပါဦးပြောချင်ပါတယ်